ကျွန်တော်သိကြောက်တဲ့ဒရဝါတစ်ခုရှိတယ်ဗျဒရဝါဆိုတော့အဲတရိစ္ဆန်လို့ပြောမလားဒရဝါလို့ပြောမလားပိုးမွှားလို့ပြောမလားအဲ့ဒရဝါကိုချပါခဲချစားတာကြုံဘူးလားကျွန်တော်ချစားတာတွေခဏခဏကြုံရဘူးတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်အိမ်မှာစာအုပ်တွေတင်းတာအောင်ကျွန်တော်စာအုပ်တွေစုတော်ဝါဒနာပါလို့စာအုပ်တွေတင်းတဲ့အခါမှာစာအုပ်ဆင်ပေါ့နော်စာအုပ်ဆင်မှာစာအုပ်ကလေးစီထားတယ်ကြည့်လိုက်ရင်တော့ကိုကကြည့်လိုက်တော့လေ။အော်စာအုပ်ကလေးတွေဒီပုံစံအတိုင်းပဲပေါ့နော်။အစင်ပြည်ပြည်လေးတွေပဲဆို ဒါပေမဲ့နောက်ကနေချတ်တက်နေရမသိတဲ့ခါကျတော့စာအုပ်ကိုဆွဲထုတ်လဲဆွဲထုတ်လိုက်ကောစာအုပ်ကခေါင်းလောင်းပေါင်းနဲ့အဖုံနေမှားတွေဖြစ်ပြီးအပေါက်အပေါက်အပေါက်ဝတ်တွေနဲ့လုံးဝပျက်စီးယိုယွင်းနေအဲ့လိုချကိုက်ခံရစာအုပ်တွေကျွန်တော်မှအများကြီးရှိခဲ့ဘူးလေအဲကျွန်တော်တို့လိုစာအုပ်စုဆောင်နေသူတွေဘာတွေအတွက်ကြောက်ရတဲ့ကိစ္စတော့ချပေါ့နော်ချဆိုတာအရင်ကြောက်ဖို့ကောင်းပါတယ်အဲ့တော့အခုဒီຫນွေဦးတော်လှန်ရေးပဲပြောပြောကျွန်တော်တို့ဒီကာလညီမစစ်တက်ကဆက်အနာရှင်စန့်ကျင်ကာလမှာလည်း ချစားတဲ့တင်းတွေကျွန်တော်တို့ကြားလာရပါတယ်။အဲ့တော့ကြည်လိုက်ရင်တော့အပြင်ကနေတော့ပုံမပြတ်ဟန်မပြတ်ကလေးတို့ကြည်နေတယ်။အတွင်းမှာသုံးစားလို့မရဂလိုင်ပေါက်ဟောင်းလောင်းပေါက်မွားစာကျဲနေပြီဆိုရင်တော့အဲ့ချစားတယ်လို့ကျွန်တော်တို့ပြောရမှာပါ။အခုလေးဒီချစားမှုနဲ့ပတ်သက်တယ်လို့ပဲကျွန်တော်တို့ပြောရမလား။တင်းဆောင်မတစ်ခုကျွန်တော်တို့တွေ့ရတယ်။ညမ Press Photo Agency MPA ကနေတင်လာတာပါ။ NUG တီရှင်းရည်ဝင်ကြည့်ကြုံယုံကငွေကြေးအရှုပ်များယုံတွင်းဖိနှိပ်မှုများနဲ့အာဏာအလွဲသုံးစားမှုများဆိုရဲခေါင်းစဉ်တွေ ကျွန်တော်စိတ်ဝင်စားတဲ့ကောင်းစဉ်တော်လှန်ရေးကြိုးစည်းပွဲနဲ့ဆက်ဆက်နေတဲ့ကိစ္စဖြစ်တဲ့အခါကျတော့ကျွန်တော်ဒီဆောင်းပါးလေးကိုသုံးသပ်မယ်။ကျွန်တော်အနေနဲ့ဒီနေရာမှာတခါလေးထက်ထက်ထက်ပြီးဆွေးနွေးသွားပါလိမ့်မယ်။အော်ခင်ဗျားတို့ဒီဆောင်းပါးကိုဖတ်ပြီးလားမဖတ်ရသေးရင်တော့အရင်သွားဖတ်ဖို့တိုက်တွန်းခြင်းနဲ့ဘာလို့ဆိုကျွန်တော်ကဆောင်းပါးကိုမီတီဗီပြောမှဆိုတဲ့အခါကျတော့ကျွန်တော်ပြောတဲ့အချက်တွေကတကြားဆောင်းမနဲ့ဖီလာကန့်လန့်ဖြစ်နေတယ်ဆိုရင်လည်းဆောင်းမတင်တဲ့မီဒီယာဘက်ကနစ်နာမှုတွေရှိနိုင်တယ်အဲ့တော့ဆောင်းမကိုလည်းဖတ်ပါကျွန်တော်ပြောတာနားထောင်ဖြစ်တယ်ဆိုရင်လည်းကျွန်တော်ရဲ့သုံးသပ်ချက်လေးတွေကိုလည်းခင်ဗျားတို့ဆွေးနွေးပေးလို့ရတယ် အဲ့တော့ဒီဆောင်းမောက်ကိုကျွန်တော်တို့ဖတ်လိုက်တယ်ဆိုတော့ဆောင်းမောက်မှာ story line ရရှင်းတယ်ဒါဒီဟိုကျွန်တော်တို့အနေသနီနေရေးအစိုးရဝင်ကြီးချုပ်ရုံးပေါ့ကျွန်တော်အနေသနီနေရေးအစိုးရမှာဆိုဝင်ကြီးချုပ်ရှိရယ်မန်ဝင်းခိုင်တန်းပေါ့အဲသူ့ရဲ့ဝင်ကြီးချုပ်ရုံးဒီဝင်ကြီးချုပ်ရုံးနဲ့မှာရှိတဲ့ရုံးဖွဲ့နဲ့ပတ်သက်တဲ့ကိစ္စအဲ့မှာမှာအနာလွေသုံးစားလုပ်တယ်လို့ပြောလို့ရတဲ့ကိစ္စတွေငွေကြေးအရှုံရှင်းနေနော်နောက်တစ်ခါကျတော့ဒီဟိုလက်တင်ရစတော့ခေါ်ပြီးကိုဆွေမျိုးသားချင်းနေเนาะဒီလိုစီမံအုပ်ချုပ်မှုလုပ်ငန်းတွေမှာ အတူတွေပြီးပါဝင်နေတဲ့ကိစ္စမျိုးတွေနောက်တစ်ခါကျတော့ဒီဝန်ထမ်းတွေ ਨੇ ပတ်သက်ပြီးတော့ဝန်ထမ်းတွေကဒီစီမံအုပ်ချုပ်မှုပေါ်မှာအဆင်မပြေတဲ့ခါကျတော့အလုပ်တွေထွက်ကြရတာတော့လာစားရဲမလုံလောက်တာတခြားတခြားသောကဏ္ဍတွေဒီဆောင်းပေါ်မှာအများကြီးပါတယ်ခနဲတော့ဖက်ကြည့်ရင်ပိုသိလိမ့်ဒီဆောင်းပေါ်မှာအဓိကဆိုတော့ပြောရတဲ့အချက်တွေကိုကျူးလွန်နေဆိုပြီးတော့ဆွဆွဲခံထားရတဲ့သူကတော့ကျွန်တော်တို့ဒါဝင်ကြီးကျုံယုံဝင်ကြီးကျုံယုံရဲ့အနေနဲ့အတွင်းမှာမကြည့်ကြရဲသူ့ရဲ့ယောက်ျားပေါ့နော်စီမံရေးရဲ့ညွှန်ကြိုးလို့သိရတဲ့ကိုနီညီမင်းတို့နှစ်ယောက်ကိုအဓိကဦးတည်ပြီးဆွဆွဲထားတာ ဓိက ODB ဆိုဆွဲထားတယ်ဒီမက်ကြီးပြားဆိုရင်လည်းဒါအဲຫນွေဦးတော်လှန်ရေးမတိုင်ခင် NLD အစိုးရ၅နှစ်သာကာလမှာလည်းနာမည်ကြီးတဲ့ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့သိရတယ်သူကတော့ဒီအမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ရဲ့ကြောက်တရားမျိုးနေတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နဲ့ဝင်ပြိုင်ပြီးနိုင်တာပေါ့ဗျာအဲမက်ကြီးပြား2010လောက်တည်းက NLD ပါတီဝင်ထွက်လာရေးလို့လည်းကျွန်တော်ထက်သိရတယ်ဒါသူဆောင်သူ့အကြောင်းလေးတွေကျွန်တော်ရှာဖွေဖက်ရှုရတဲ့အခါမှာပေါ့နော်အဲ့တော့သူက2015မှာရွေးကောက်ပွဲဝင်ခဲ့တယ်သူ့အိမ်အောင်ဘက်ပေါ့ဆုံးတော့ပြောတဲ့ဒီကိုနေကြီးမင်းဖြစ်မယ်သူကတော့ သူကလည်း NLD ပါတီဝင်တယောက်ဖြစ်တယ်။နောက်နိုင်ငံရေးကျင်းသားဟောင်းလည်းဖြစ်တယ်။နောက်ပြီးသူကိုရံလေးဒီ NLD ရဲ့ဒီပါတီပေါ့နော် NLD ပါတီရဲ့သူတည်တနာမှာလေဘဟုသူတည်တနာဌာနမှာလေတာဝန်ထမ်းဆောင်ခဲ့တဲ့သူတယောက်ဆိုတာကျွန်တော်တွေ့ရတယ်။အဲ့တော့ဆိုလိုချင်တာကတော့ဒီຫນွေဦးတော်လှန်ရေးဖြစ်မှာနော်တခြားသောနယ်ပယ်အသီးသီးကနေပါဝင်လာပြီးတော့နိုင်ငံရေးတွေ လှုပ်ဆောင်နေလူတွေမဟုတ်ဘူးဒီလူတွေဒီဒါနှစ်ပေါင်းများစွာဒါ NLD ပါတီမှာလည်းရှိခဲ့ပြီးတော့နိုင်ငံရေးအရလှုပ်ဆောင်နေတဲ့သူတွေပေါ့နော်နောက်ထပ်တည်ရတဲ့အထက်မှာတော့လေဒါမက်ဂျီဒီယာရဲ့ဖခင်ဆိုရင်လည်းအဲနိုင်ငံရေးသမားဟောင်းတက်ကြလှုပ်ရှားသူဟောင်းတယောက်လို့ကျွန်တော်တို့သိထားရတာရှိပါတယ်အဲ့တော့ကျွန်တော်ဒီဆောင်မောက်ကိုဖတ်လိုက်တဲ့အခါကျတော့ဆောင်မားတွေမှာဒီဟို ဝန်ကြီးဌာနကရရှိလာတဲ့ဝန်ကြီးချုပ်ရုံးအနေနဲ့ရရှိလာတဲ့ဘတ်ဂျက်ခွဲဝေမှုတွေဒီဘတ်ဂျက်ခွဲဝေမှုတွေကိုအသုံးပြုတဲ့အခါမှာလေဒီဝန်ထမ်းတွေပုံမှန်လုံလောက်တဲ့လာတာမပေးနိုင်ဘူးပေါ့နော်တော်လိုင်းကြီးမှာတော့ဒါမျိုးတွေဖြစ်တတ်တယ်ဒါကတော့ကျွန်တော်အရင်ကြီးဒီပုံမှန်တော့ဟိုဟိုဟာပေါ့နော်ဒီငွေကြေးကိစ္စဆိုတဲ့ပုံမှန်တော့ကျွန်တော်ပြောဖို့ခက်တယ်အဲဒါမဲ့သူတို့ဝင်ငွေတွေရတဲ့ဟာကိုလေကျွန်တော်တွေ့ရတယ်ပေါ့နော်ဝင်ငွေကဒီရုံးအနေနဲ့300လောက်ကကျွန်တော်ရတယ်ပေါ့ဒါကတော့ NUG တစ်ခုလုံးကနေသူတို့တက်လောက်350 ခွဲဝေပေးတယ်ပေါ့နော်ဒီ budget အနေနဲ့ခွဲဝေပေးတာမျိုးကျွန်တော်တွေ့ရတယ်နောက်ပြီးတခြားတိကျစီမံကိန်းတွေအရရရှိသလိုဒီဝင်ကြီးချုပ်ကြီးပေါ့နော်ဒါဆုံးတော့မန်ဝင်းခိုင်တဲ့အပေါ်မှာပုံကိုယ်ရေလူငွေလေးရှိနိုင်နေဆိုတော့လေကျွန်တော်ဒီဆောင်းပါးတွေမှာတွေ့ရတယ်နောက်တစ်ခါကျတော့ဒီနိုင်ငံတကာကနေလေသူတို့ grant တွေပေးတယ်လို့ပြောတယ်ဒီ grant ပတ်စံတွေကိုလေအတုံးကြီးသူတို့ဒီလုပ်ငန်းတွေအကောင့်ထဲပေါ်တယ်လို့သိရတယ်အဲ့တော့ဒီမှာကျွန်တော်တို့ဝန်ထမ်းတွေအများကြီးရှိခဲ့တယ်ဝန်ထမ်းတွေအများကြီးရှိရဲဆိုတော့ပေါ့နော်ဒီ၁၀ယောက်ကျော်ရှိခဲ့တဲ့ဝန်ထမ်းတွေထွက်တာပြုတ်တာ เนาะဒါမျိုးအခြေအနေတွေမျိုးစုံကြုံရတယ်အဲ့ထဲမှာဆိုရင်လေဝန်ထမ်းတွေတွေမှာဆိုတင်ညာလက်တွေပါတယ်လို့သိရတယ်ออสโปโรဘာရောပွဲရထားတဲ့သူတွေရောနောက်ပြီးတော့လောက်သက်30လောက်ရှိတဲ့ CDN အရာရှိကြီးတွေเนาะ CDN အရာရှိငယ်တွေတခြားဒီပါတီကเนาะလူငယ်ပါတီဝင်တွေကနေဖြစ်လာတဲ့သူတွေလည်းဖြစ်နိုင်တယ်ပေါ့เนาะအမျိုးသမီးတွေလည်းပါဝင်နေဆိုတော့သိရပါတယ်အဲ့ပေါ်မှာသူတို့တွေဒီဒီလာစာပေးတဲ့ကိစ္စတွေပါတယ်မှာဆိုရင်လေ အဲအဲ့လိုစောင်းမားရဲ့ project ရဲ့အရာဆိုရင်လင်မယားနှစ်ယောက်ပဲဆုံးဖြတ်ပြီးလာတာပေးတာမျိုးတွေတွေ့ရတယ်နောက်တစ်ခါကျတော့အဲပုံမှန်လာတာမျိုးပေါ့နော်ဥမာဘယ်ယာတူအတွက်ဘလောက်ဆိုတွေသတ်မှတ်ထားချက်မျိုးလေး ဟုတ်ပုံရမနေဘူးဒီစောင်းမမှာရေးရတဲ့အချက်တည်းဒါဆိုရင်တော့စီမံခန့်ခွဲမှုအုပ်ကိစ္စတွေမှာတည်နာအများကြီးရှိနေပေါ့နောက်တစ်ခါကျတော့ဒီမှာတို့ရဲ့မိသားစုဆိုင်ရာကိစ္စတွေမှာဒီဝန်ထမ်းတွေကိုအသုံးပြုတာနေရောအဲ့မှာမှလူကိစ္စမဟုတ်ဘဲနဲ့တို့မွေးထားတဲ့ခွေးတွေနဲ့ပတ်သက်ပြီးတော့ဒီခွေးတွေကျမ်းမာရေးစောင်းရှောက်မှုတို့ဘာတို့ကိစ္စတွေမှာမှခိုင်းတာသုံးတာတွေတွေ့ရသလိုနောက်ပြီးတော့ဒီဝန်ထမ်းတွေကိုခွဲခြားပြုမှုတွေအပြုမှုတွေပေါ့နော်အဲဝန်ထမ်းတွေနေရာမှာခွေးဒီခွေးနှစ်ကောင်ရှိတယ်လို့ပြောတယ်ဒီခွေးတွေရှိနေတယ်အဲဝန်ထမ်းတွေကပြောတဲ့အခါမှာဒါခွေးတွေနေတဲ့နေရာဆိုတဲ့ဟာမျိုးသုံးလုံးမှုတွေဟာ ဝင်နှန်းပေါ့နော်ဒီဒေါ်လာရင်းမှာပါဝင်နေတစ်ချိန်လို့ဒါတော့ဒေါ်လာရင်းသမားတွေပါကျွန်တော်ဒီနေရာမှာဝင်နှန်းလို့ပြောတာလေကျွန်တော်တောင်းပန်ပါတယ်အဲ့တော့ဒီဒေါ်လာရင်းသမားဒီမှာတာဝန်ထမ်းဆောင်နေတဲ့သူတွေအတွက်လေစိတ်နှလုံးအဆင်မပြေတာရေဖြစ်ရပြီးတော့အလုပ်ထွက်တာရေရှိရင်လို့လည်းသိရတယ်ပေါ့နော်နောက်ပြီးတော့သူကအဲ့ဒီမှာမှာသူတူနှစ်ယောက်ကိုလေသူကလာသာပေးပြီးတော့နေရာပေးပြီးခန်းနာရှိသလိုသူတို့လင်မယားနှစ်ယောက်သလုံးကလေဒီယုံမှာပဲအလုပ်လုပ်နေတယ်ဆိုတော့ဒါ conflict of interest အများကြီးရှိတဲ့ပြဿနာမျိုးတွေလို့ကျွန်တော်ယုံမဲ့ဆိုင်ရာကိစ္စတွေအများမြင်တွေ့ရမြင်တွေ့နိုင်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ ဒီလိုဆုံးဖြတ်ချက်တွေလုပ်တယ်တော့ကိုသူတို့ဒီဖက်ရတဲ့စောင်းမအရာကသူတို့နှစ်ယောက်တည်းပဲဆုံးဖြတ်တယ်ဆိုတဲ့အချက်မျိုးကိုကျွန်တော်တို့ကိုယ့်အကူအညီတွေ့ရတယ်ဗောနော်ဒီနေရာမှာဒီထဲမှာပါတဲ့စောင်းမရဲ့အကောင်းဆုံးချက်စကားတစ်ခုကိုပြောရမယ်ဆိုရင်မင်းအောင်လိုက်တူဦးလေးကိုတိုက်နေတာမဟုတ်ဘူးဘေအာနာရှင်ပုံစံမျိုးဆိုတွန်းလှန်ရမှာဆိုပြီးတော့ဝင်နေတယောက်ရဲ့ quotation လေးလေးဒီစောင်းမပါစောင်းမမှာပါပါတယ်ဒါဒီကျွန်တော်တို့အတွက် ဒါတော်လှန်ရေးမှာအရေးကြီးတဲ့ကဏ္ဍပေါ့နော်ကျွန်တော်အနည်းပြောကြရင်ຫນွေဥတော်လှန်ရေးကဒါမင်းအွန်လိုင်းကိုတိုက်တာမဟုတ်ဘူးညီမစစ်တပ်ကိုလည်းတိုက်တာမဟုတ်ဒီမင်းအွန်လိုင်းရဲ့ညီမစစ်တပ်ကနေဥဆောင်ပြီးတော့ကျွန်တော်နှစ်ပေါင်းများစွာနော်သူတို့အာဏာရှင်အဆက်ဆက်တိဆောက်တာရဲ့ဆင်အာဏာရှင်ဝါဒဒီဆင်အာဏာရှင်ဝါဒဆင်အာဏာရှင်အတွေးကိုဆင်အာဏာရှင်အကျင့်အကြံဒီအပြုတ်မှုတွေကိုတိုက်ခိုက်ရမယ်ဆိုတော့ကိစ္စမျိုးကဒါတော်လှန်ရေးမှာပေါင်ဝင်နေတဲ့လူများစုသဘောပေါက်ပြီးသားကိစ္စပဲဒါကြောင့်မလို့ဒီလိုစီမံခန့်ခွဲဆုံးဖြတ်တဲ့နေရာတွေမှာဒါမျိုးစနစ်ကျတဲ့ပုံစံမလုပ်ဘဲနဲ့ ဒီလိုပဲလက်တင်တဲ့သူတွေနဲ့ဆုံးဖြတ်တယ်ပါတယ်ဆိုတဲ့ကိစ္စတွေဟာဒါအာနာရှင်အကျင့်စရိုက်ပေါ့နော်အာနာရှင်အကျင့်စရိုက်ကိုတံမီးဥတီသွားစေနိုင်တဲ့ကိစ္စတွေလို့ကျွန်တော်မြင်မိတယ်နောက်တစ်ခါကျတော့ဒီငွေကြေးစီမံခန့်ခွဲမှုတွေနောက်အဲ့မှာလေ decision making ကိုဒီဥမာလက်ကပေးတာအစားဘသူ့ကိုဘယ်လောက်ပေးမယ်ဆိုတော့သူတို့နှစ်ယောက်ပဲပေါ့နော်ဒီစောင်းမားတွေမှာရေးသားဖော်ပြထားသလိုတကယ်တာမှန်ရင်ပေါ့တကယ်တာမှန်ရင်ပေါ့ နော်ဘာလို့လဲဆိုတော့တို့ calculation တွေဘက်ကလည်းဘယ်လိုတန်တုံတန်လာမလဲဆိုတော့ကျွန်တော်တို့မသိသေးဘူးပေါ့နော်အဲ့ဒီဆောင်းမဖက်ရတဲ့လောက်ဒီဆောင်းမတွေမှာပါတဲ့အချက်တွေဒါတကယ်သာမှန်ရင်ဆိုရင်တော့ဒီ institution ဒီအဖွဲ့အစည်းဒီအဆောက်အုံကြီးမှာကျွန်တော်အပြန်အလှန်ထိန်းချုပ်မှုစနစ်ကတော်တော်အားနည်းနေတဲ့သဘောရှိကျွန်တော် implement နေဖို့ကောင်းနေအဲ့တော့ဟိုဒီလိုအားနည်းနေပြီဆိုရင်ဒါရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကကျွန်တော်အများကြီးဖြစ်နိုင်တယ်နောက်နောက်ယုံကြည်မှုတက်ကြရတဲ့အခြေအနေမျိုးတွေလုပ်ငန်းမတွင်ကျေတာတွေနောက်ဟိုပေါ့ decision making process ပေါ့နော် ဒီဆုံးဖြတ်စင်စင်စဉ်းစားစင်ကျင်တဲ့အပိုင်းတွေမှာတခြားတော်လိုင်းတွေမှာပါဝင်နေတဲ့အနည်းဆုံးသူတို့ယုံမှာပါဝင်နေတဲ့တည်သူတွေတော့ထဲထဲဝင်ဝင်ပါဝင်ခွင့်မရဘူးဆိုရင်ကျွန်တော်အနာဂတ်မှာဒါမိုကရေစီတို့ဖက်ဒရယ်တို့နော်ဒီဆီယနာရှင်စင်ကျင်လို့ပြောတဲ့ကိစ္စတွေဒီဒါအင်မတန်အင်မတန်ရည်စရာကောင်းတဲ့စကားလုံးတွေတော့ဖြစ်သွားနိုင်ပါတယ်။နောက်ပြီးကျင့်ဝတ်ပိုင်ဆိုင်ရာကိစ္စပေါ့နော်။ကျွန်တော်တို့ပြောကြပါရစေကျွန်တော်တို့ဒီ NUG အပါဝင်တွေဦးတော်လိုင်းအင်အားစုအများစု နော်ပုဂ္ဂလိကပါဝင်ကြတဲ့သူတွေပါတီနိုင်ငံရေးပါတီတခုခုကပါဝင်နေတဲ့သူတွေလွှတ်တော်အမတ်တွေပြောကြတယ်။ငါတို့နဲ့စစ်တမ်းနဲ့မတူတဲ့နေရာမှာကျင့်ဝတ်ပိုင်းဆိုတဲ့စကားပြောကြတာမျိုးလည်းရှိပါတယ်။ဘာလို့လဲဆိုတော့ညီမစစ်တပ်ကအင်တန်ကျင့်ဝတ်ဖောက်ပြားတဲ့စစ်တပ်တခုပါ။ ျွန်တော်ညီမစစ်တက်ကကျင့်ဝတ်ဖောက်ပြားမှုနဲ့ကျင့်ဝတ်တွေကိုမလေးစားမှုအကြောင်းကိုကျင့်ဝတ်60ဆိုတဲ့အကြောင်းလေးနဲ့ကျွန်တော် YouTube video လုပ်ခဲ့ရလေးရှိတယ်။အဲ့အားလေးလေးတွေ့ကြည့်လို့ရတယ်ဗောနော်။အဲ့တော့ online ဘက်ကတော့သူကဘယ်လိုအားတင်းကြလဲမဲတင်းကြလဲဆိုတော့ငါတို့ကတော့အဲ့လိုမဟုတ်ဘူး။ငါတို့ကတည်သူကိုတည်သူလို့ဆက်ဆံနေ။တော့ငါတို့မှာကျင့်ဝတ်ရှိရစစ်တက်လို့အာဂတိလိုက်စားမှုတွေနော်ဒီလိုလက်သင်ရစရခုံမှုတွေယာတူပေးမှုတွေမလုပ်ဘူးဆိုတော့ကျင့်ဝတ်ပိုင်းဆိုင်ရာအရင်ရှိကြတယ်။အဲအခုဒီလိုအခြေအနေတွေတကယ်အမှန်ဆိုရင်တော့ ဒီ NUG အပါအဝင်တော်လှန်ရေးမှာတုံးနေကြုံဝင်ဆိုတဲ့ကိစ္စကိုပါပါထိခိုက်နိုင်ခြေရှိတဲ့အခြေအနေလို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်ဒီဟာဒီတက်တနာတွေရှိနိုင်ပါတယ်ဘာတလို့လဲဆိုလူပေါင်းများစွာပါဝင်ပြီးလှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေကျွန်တော်တို့ရုံးကန်လှုပ်ရှားနေကြရတယ်ဒါပြီးတော့တော်လှန်ရေးကာလဖြစ်တဲ့အခါကျတော့စနစ်ကျတဲ့ရုံးတည်ဆောက်မှုတွေပေါ့နော်အမှန်တကယ်တော့ဒီစကားတော်လှန်ရေးစစချင်းတနည်းနည်းလောက်ကပြောရဲဆိုရင်တော့ဒီ2021တော့နှစ်တော့ပြောရင်တော့ကျွန်တော်လက်ခံလို့ရတယ်အခု9ရှိလာပြီ2025ရှိလာပြီ 9နှစ်အတွင်းမှာဒီလိုအလုပ်လုပ်တဲ့ပုံစံမျိုးစနစ်တကျမတည်ဆောက်နိုင်ဘူးဆိုရင်တော့ဒါဒီအင်တန်စိန်ခုံမှုကောင်းတဲ့အခြေအနေလို့ပြောလို့ရတယ်ဗောနော်။နောက်ပြီးဒီလိုသတင်းမီဒီယာတစ်ခုကနေပြီးတော့ဒီလို investigate report အနေနဲ့ထွက်လာတယ်ဗောနော်။ထွက်လာပြီးဆိုတော့ဒီလိုအခြေအနေကငကိုရီးယားကိုအဲနွေဦးတော်လှန်ရေးအတိုင်းဝိုင်းမှာ NUG အတိုင်းဝိုင်းမှာကဲနောက်ဆုံးသူတို့ဒီဒါမဲဆောက် base ဖြစ်တယ်ဆိုရင်မဲဆောက်လို့အတိုင်းဝိုင်းမှာချင်းမိုင်လို့အတိုင်းဝိုင်းမှာဗောနော်။ဒါမျိုးကိစ္စတွေကအဲသတင်းမထွက်နေဘူးလား။ ထွက်နေပြီဆိုတော့ဒါတွေကို NUG အုပ်စုတွေ NUG မှာရှိတဲ့ဝင်ကြီးတွေနောက်သက်ဆိုင်ရာသက်ဆိုင်ရာသူတို့ထိန်းချောင်းတဲ့ကော်မတီတွေလွတ် CRPH ရော NUCC ရောလည်းရှိကြတယ်ညာသူတို့အောဒါတွေကိုဟိုလစ်လူရှုခဲ့ကြတာလားသူတို့အောမသိနေဘူးလားဗောနော်အခုဒါ MBA ရဲ့ခြားတဲ့မှာသိတာလားဆိုရင်မေကွန်ဒီကျွန်တော်ထင်တယ်အရေးကြီးတယ်မေကွန်လို့ထင်တယ်အကယ် NUG ဟို MBA ဗောနော်ဒီသတင်းဌာနခြားတဲ့မှာသိတယ်ဆိုရင်ဒီအဖွဲ့အစည်းတွေကဒါကိုဘယ်လိုဆက်လက်ကြိုက်တွေလုံဆောင်ပါလိမ့်စစုံစုံနဲ့စစ်သေးတွေလုံမှာလား ကျွန်တော်တို့ဘာလုပ်မှာလဲပေါ့နော်သူတို့ဘာလုပ်ကြမှာလဲဆိုတဲ့ကိစ္စကျွန်တော်အဲ့ဒါအင်မတန်စိတ်ဝင်စားပါတယ်ဒါဒီဒီဆောင်မနဲ့ပတ်သက်ပြီးတော့ကျွန်တော်မြင်တဲ့အပေါ်မှာရှုနေချက်တဲ့အပေါ်မှာကျွန်တော်ဒါ over all ပေါ့နော် over all ဒီတစ်ခုလုံးအပေါ်မှာကျွန်တော်ရဲ့သုံးသက်ချက်အနေဖြစ်ပါတယ်ကျွန်တော်ရဲ့မိကွန်းနေဖြစ်ပါတယ်ကျွန်တော်ဒစိတစ်ပိုင်းချင်းစီတွေကျွန်တော်ဆက်ကြည့်လို့ရတယ်အဲ့တော့ तू ကဟိုအုတ်ချိုပုံစံဟောရတယ်တလားကျွန်တော်ပြောရလေကြီးရပါတယ်ကျွန်တော်ဗမာဒီမှာအဲ့စကားအရန်ခစ်စားတယ်နော်မိသားစုစနစ်နဲ့လောက်ကြမယ်ရရဆဆလောက်ကြမယ်ဘာညာဆိုတဲ့ကိစ္စပေါ့နော် ။အော်တော်လိုင်းရေးမှာဆိုရင်တော့ကျွန်တော်ကတော့မိသားစုဆိုတဲ့ဟာကိုတိတ်မယုံကြည်မရှိပါဘူး။တော်လိုင်းရေးမှာတော့ကျွန်တော်ရဲဘော်ရဲဘက်အတူတူငတ်အတူတူနော်စားရအတူတူသိအတူတူဆိုတဲ့တော်လိုင်းရေးရဲဘော်ရဲဘက်စိတ် comradeship တော့ကျွန်တော်ပို့အလေးထားပါတယ်။အဲဒါပေမဲ့သူကဒီမှာဒီယုံပေါ့နော်ဒီဆောင်းမာရီယာဖော်ပြချက်ရဒီယုံမှာဆိုရင်သူတို့လင်မယားနှစ်ယောက်ကပဲအရာရာကိုချုပ်ကင်ထားတယ်။ဟိုဆွေနီးမျိုးဆက်တွေကိုဝန်ထမ်းခန့်နေနောက်ပြီးဒီယုံသုံးငွေတွေနဲ့ အိမ်နေနော်အိမ်နေဟိုဟာလောက်တာအိမ်ငါပြီဆိုရင်လဲဒါသုံးလုံးငါတယ်ဆိုရင်လင်မယားအတွက်ကတက်အိမ်နောက်တို့တခြားမိသားစုဝင်အမေလာအဲတို့အတွက်ကတက်အိမ်ဖြစ်ပြီးဝန်ထမ်းတွေအတွက်အလုပ်လုပ်ဖို့ space ကြတော့အဆင်မပြေနေဘူးပေါ့နော်အဲ့လိုအဲ့လိုလုပ်တဲ့ပုံစံဒါလုံးဝ professional ကြတယ်စနစ်ကြတယ်တော်လှန်ရေးကိုနင်းနာမှုတွေလုပ်ရဲလို့ကျွန်တော်ကတော့မထင်ပါဘူးတကယ်တမ်းဒါအဲ့လိုဖြစ်နေပြီဆိုရင်တော့ဒါဒီကျွန်တော်တို့ intense ဆင်ခေါ်ချက်ရှိတဲ့ကိစ္စနောက်ပြီးတော့ဆုံးတော့ကျွန်တော်ပြောသလိုပဲဒီဝန်ထမ်းတွေပုံမှန်လေးလူ့ခွင့်ချိုးဖောက်မှုဆိုတဲ့ကိစ္စမျိုးတွေဒီဆောင်မှာတွေ့ရတယ် အဲ့တော့အဲအဲ့မှာဆိုရင်ဆောင်းမားထဲမှာပေါ်ပြထားတဲ့အချက်တစ်ချက်ရဆိုရင်ဒါအလုတ်ကင်မှာအဆင်မပြေတာရှိပြီဆိုတော့နည်းဒါဟိုဘောနော်အနေနဲ့တွေ့ဝင်မကြည့်ကြရနည်းဟိန်ဟောက်တာစူတာဆိုတဲ့ဟာမျိုးတွေတွေ့ရတယ်လို့နောက်ပြီးတော့သူတို့ခွေးတွေနဲ့အတူတူယုံတက်ယုံယုံကန်းတွေမှာရှိနေတာဒါနဲ့ပတ်သက်ပြီးပြောရဆိုရင်အဲ့ဒါခွေးတွေနေနေနေရာပဲလို့ပေါ့စသည်ဖြင့်ပေါ့နော်တန်မိုးတာဆက်ဆံခြင်းမခံရအဲ့တော့ညွေးတော့လည်းမှာပါနေတဲ့သူတိုင်းသူတိုင်းတအူးတယောက်စီတိုင်းတအူးစီယောက်စီတိုင်းဒီတန်မိုးရှိတဲ့သူတွေပါ တက်မိုးရှိတဲ့သူတွေပါလူသားတွေဖြစ်နေချင်းတော်လိုင်းမှာပူပေါင်းဆောင်ဝင်တဲ့အထူးသဖြင့်တော့ CDN နဲ့ဆိုရင်လဲတာသူတို့ပုံမှန်သွားနေလို့ရတဲ့အခြေအနေရှိတယ်ဒါကနေသူတို့တော်လိုင်းကိုလည်းနာမှုပြီးပါဝင်လာတယ်ဒီနေရာမှာဟို CDN မှာအရေးကြီးတယ်လို့ဟိုဘာမှအရေးကြီးတယ်လို့ကျွန်တော်ခွဲခြားသိချင်တာမဟုတ်ဘူးဒါပေမဲ့လူတွေစီမှာကျွန်တော် investment လို့ခေါ်ရရင်းနှီးမြှုပ်နှံမှုတွေရှိတယ်ဒီကနေပြီးတော့အကုန်လုံးကိုလွတ်ချတာဘဝရဲ့ဟိုဟာတွေအကုန်လုံးကိုလွတ်ချပြီးတော်လိုင်းမှာပါဝင်နေတယ်ဆိုတဲ့သူတွေဒီရာဓုငငယ်ရာဓုကြီးကြီးအသက်ကြီးကြီးအသက်ငငယ်အားလုံးဒီတန်ဖိုးရှိပါတယ် ဲ့တော့ဒီလူတွေကိုလေးလေးသွားသွားဆက်ဆံနိုင်မှုလို့ရတယ်နောက်ပြီး comrade ship ဆိုရဲရဲဘော်ရဲဘက်စိတ်နဲ့ဆက်ဆံနိုင်မှုလို့ရတယ်အခုအဲ့လိုမဟုတ်ဘဲနဲ့အိမ်တော်စုအကြီးကြီးတူကျွန်တော်တို့အေရှားမှာထစ်နေကြတယ်ပေါ့နော်အဖေကအမေကအကုန်လုံးကိုအုပ်ချုပ်ပြီးမောင်းမဲပြီးမဲပါချိန်မောင်းပြီးတော့ဒီလိုပြောဆိုနေတဲ့ပုံစံမျိုးတော့နောက်တစ်ခါကျတော့ပုံကိုရေးကိစ္စတွေခိုင်းနေကိစ္စမျိုးတွေတော့ကျွန်တော်တို့ဒီခွေးစေကန်ပို့တွေဆိုတဲ့ကိစ္စလေးပါတယ်နောက်ဈေးဝယ်ခိုင်းတာတို့ပါတို့เนี่ยဒါမျိုးတွေဒီဒါဝန်ထမ်းတွေเนาะဒီမှာတော်လိုင်းမှာပါဝင်နေတဲ့လူတယောက်ချင်းစီကို ိုယ့်ရဲ့ဘယ်လိုပြောမလဲ personal personal ပေါ့ပုံကိုရေးကိစ္စတွေမှာအသုံးပြုခြင်းဖြစ်ပါတယ်ဒါဒီ immediate one နေဖို့ကောင်းတယ်တနည်းအားဖြင့်ပြောရင်လေဒီလူတွေလူခွင်ကိုကျွန်တော်ချိုးဖို့အကြောင်းသလိုဖိနှိပ်ရလေးကြားတယ်လို့ကျွန်တော်သုံးသပ်ပါတယ်နောက်တစ်ခါအဲ့မှာ change out တဲ့စကားတွေမှာပါတာ immediate ကျွန်တော်ဆိုရင်တော့ရှက်ရွံ့မိပါတယ်ဒီစကားများအဲဒီပုံကိုရေးပသက်ကထွက်မိတယ်ဆိုရင်တော့ immediate ရှက်တင်ပါတယ်အဲငါတို့က PDF တွေရှိတယ်မဲဆောက်မှာဆိုရင်အလွယ်လေးရှင်းလိုက်လို့ရတယ်ဆိုတဲ့စကားပေါ့နော်ဒါဒီတော်လိုင်းတစ်ခုလုံးအတွက် immediate ကြီးမားတဲ့တန်ရောက်ခောက်တယ် PDF ဆိုတာလူတယောက်လူဖွဲ့စည်းတစ်ခုပါတီတစ်ခုနိုင်ငံရေးအုပ်စုတစ်ခုခု PDF မဟုတ်ပါဘူးနေသည့်တော်လှန်ရေးသမားမဆိုလက်ကင်တော့မဟုတ်ပါဘူးသူတို့ခိုင်းကြရင်ခိုင်းမှုအတွက်အသက်လာပေးနေတာမဟုတ်ပါဘူးเนาะဘဝတွေအနာဂတ်တွေမိသားစုတွေအကုန်လုံးဆုံးရှုံးခံပြီးရောကြည်စံတဲ့လက်တကမ်းမှာတိုက်နေရတဲ့သူတွေဆိုတာသူတို့လက်သိရဘာလို့ခိုင်းလို့ညာလို့ခိုင်းမှုလက်တော့လက်တော်ခိုင်းမှုအပြင်ဒီလိုဘယ်လိုပြောလို့ရမလဲဒီစာရေးရေးထားတဲ့အတိုင်းဆိုရင်ပေါ့เนาะအလွယ်လေးရှင်းလိုက်လို့ရတယ်ဆိုဒီလိုရီကိုခိုင်းပြီး တက်ဖို့ထက်ဖို့အထိချိန်ချောက်တယ်ဆိုရဲကိစ္စဟိုရာဇဝတ်ရာဇဝတ်ဂိုင်းလို့လို့ပါလို့လို့ဖြစ်နေတယ်မာဖီးယားဆန်ဆန်ပေါ့နော်ဘာလို့ဒီမှာလူရှိရတနက်ရှိရမင်းတို့ကိုလုံးပလိုက်လို့ရတယ်ဆိုရဲချိန်ချောက်မှုတွေပါတော်လိုင်းနဲ့ဘလို့မှအဆက်တည်းကိစ္စမဟုတ်ဘူးလို့ကျွန်တော်ကတော့သုံးသပ်ပါတယ်နောက်ပြီးတော့ဒီငွေကြေးကိစ္စတွေပေါ့ဆိုတော့ကျွန်တော်ပြောသလိုအဲတို့ဝင်ကြီးဌာနကပေးတဲ့ပတ်စံရှိတယ်စီမံကိန်းတွေကရတာရှိတယ် နောက်ပြီးအဲ့မှာမှာနိုင်ငံတကာထောက်ပံ့တဲ့ grant တွေရှိတယ်ဆိုတဲ့ကိစ္စမျိုးလေးကျွန်တော်တွေ့ရတယ်ဗောနော်အဲ့ grant တွေကစရင်ရှင်းလင်းဖို့လည်းမလိုဘူးဆိုတဲ့သဘောတွေ့တဲ့အခါကျတော့ဘလို grant တွေရပြီဘလို့ဒါအသုံးတူနေလေအဲ့ဒါတွေကိုဘသူအချက်က balance လုပ်နေလေဥမာဒီလိုယုံတယုံရတဲ့ grant က NUG တခုလုံးအောင်ကိုတည်လာဗောနော် NUG အောင်ဒါအပေါ်မှာဘလို့ချက်က balance လုပ်နေဥမာ NUG ကိုပေးတာလားဒီ grant ကယုံဝပေးတာလား anyway တည်သူကိုပေးတဲ့ပတ်ဆိုင်လို့ကျွန်တော်ကတော့သုံးသပ်ပါတယ်သူတို့သုံးသပ်ပြောနေတဲ့ကျွန်တော်တို့ပြောနေကြတဲ့ အစိုးရကနေ350ပြီးတာတော့ဘာတို့ညာတို့ပေါ့နော်ဒီရုံးစီမံခန့်ခွဲမှုဇေယိတို့ဘာလို့ဆိုတော့တည်သူပတ်စံတွေပါသူတို့ရှာဖွေထားတဲ့ပတ်စံတွေမဟုတ်တည်သူပတ်စံတွေပါအဲ့လိုပဲနိုင်ငံတကာက grant ရတယ်ဆိုရင်ပတ်စံရလေဗမာတည်သူလူထုရဲ့အကျိုးစီးပွားအလို့ငါတိုးတက်ဖွံ့ဖြိုးစေရေးအလို့ငါဒီမိုကရေစီရရှိစေရေးအလို့ငါလူ့ခွင့်ရေးချိုးဖောက်မှုတွေကာကွယ်စေစေတဲ့နဲ့ဆန္ဒအလို့ငါပေးအပ်ထားတဲ့ငွေကြေးတွေပဲဖြစ်ပါတယ်အဲဒါကိုပုဂ္ဂလိကသဘောသုံးစွဲတယ်ဆိုရင်တော့အင်မတန်ရှက်ဖို့ယုံဖို့ကြောက်ဖို့ကောင်းတဲ့ကိစ္စလို့ပဲ ကျွန်တော်သုံးသက်ပါတယ်အဲ့တော့အဲ့ဒါတွေကိုဘယ်လိုသူတို့ financial report တွေလောက်ကြမလဲပေါ့နော်နောက်ပြီးတော့ဒီထဲမှာ human resource တွေပေါ့နော်ကျွန်တော်လူသားရင်းနှီးတွေဆုံးရှုံးမှုပေါ့နော်အခုဆိုရင်ဒီဆောင်းမတွေမှာပါတဲ့သဘောရဆိုတာ oxford တက္ကသိုလ်တွေဘာတွေကဘွဲ့ရတယ်ဆိုတော့နော်ဒါဆိုတာနိုင်ငံတကာမှာတင်ရတက်ထားတဲ့သူတွေပေါ့အော်တင်ရတက်ထားတဲ့သူတွေအဲသူတို့ကသူတို့လေးတခြားအတမန်ဝင်ကြောင်းလုံးနိုင်ခိုင်းနိုင်ရှိကြပါပါတော့မို့တော်လိုင်းမှာလေသူတို့တခြားကဏ္ဍမှာပါဝင်နိုင်တဲ့အခြေအနေရှိကြမယ်ဒါပေမဲ့ဒီမှာလာပါဝင်နေပါဝင်ပြီးတော့မှဒီလိုအခြေအနေကြောင့်အလုပ်တွေထွက်သွားရတယ် နော်ဒီလိုတွေဖြစ်တယ်ဒီမှာစုစုပေါင်း16ဦးခန့်ထွက်တာရှိပြီဆိုတော့ဒါဒေါ်လာရင်းအတွက်လူအင်အားဆုံးရှုံးမှုလို့ကျွန်တော်တိတိကျကျပြောလို့ရပါတယ်နောက်တစ်ခုကဒီလိုအခြေအနေတွေပေါ့ဆုံးသောကျွန်တော်ပြောရတဲ့ငွေကြေးကိစ္စတွေလူအင်အားဆုံးရှုံးတာတွေလူခွင့်ချိုးပေါက်တာတွေအကုန်ထားလိုက်ပေါ့နော်ဒါနဲ့အခြေအနေတွေပေါ့ဒီဆောင်းပါးရဲ့အလို့ရ FBA ဆောင်းပါးရဲ့အလို့ရဒီအခြေအနေတွေဖြစ်သွားပြီဖြစ်သွားပြီဆိုရင်ဘာဆက်ဖြစ်လာမလဲကျွန်တော်စဉ်းစားဖို့လိုပါတယ်ကျွန်တော်ဘာတွေဆက်ဆောင်ကြည့်ဖို့လိုတယ်အဲ့တော့ဒါက ဟိုမှာမဟုတ်ဘူးတဲ့ Facebook status မဟုတ်ပါဘူးနော် Facebook status မဟုတ်ပါဘူးအဲတရင်ဌာနတခုဟိုကနေပြီးတော့ investigate လုပ်ထားတယ်စနစ်တကျတင်ပြထားတဲ့အတွက်ဒီ NUG တွေမကောက်ဘူးနော်ဒါຫນွေဥတော်လိုင်းတခုလုံးပုံရိပ်ကိုပါထိခိုက်စေနိုင်တဲ့ကိစ္စမျိုးဖြစ်ပါတယ် internet အရေးကြီးပါတယ်အဲ့တော့ဒီအခြေအနေမှာကျွန်တော်တို့ဝင်ကြီးချုပ်ယုံပေါ့သူကဝင်ကြီးချုပ်ယုံလို့ပြောတဲ့အခါကျတော့ဝင်ကြီးချုပ်ယုံကတော့ဘယ်လိုတာဝန်ယူမှာလဲဒီသတင်းဆောင်မှာ ਨੇ ပတ်သက်ပြီးတော့တော့ NUG cabinet NUG အထယ်ကိုကြီးတခုလုံးအောင်ဘာလို့မှာလဲစုံစမ်းစစ်ဆေးကော်မရှင်ဖွဲ့မှာလား အဲဒို့မဟုတ်ထုံးတဲ့အတိုင်းပဲ silent လို့ပါလားဒို့မဟုတ်ဒီလိုဝေဖန်နေလူတွေပြောကြတဲ့သူတွေကိုသူတို့ ਨੇ လက်သိညာဖြစ်တဲ့ social influencer တွေကိုအသုံးပြုပြီးတော့ဆေးဆိုချိန်မောင်းတာမျိုး ਨੇ သတင်းပီပြသွားအောင်လုပ်ပါလားနောက်ထပ်မပြောရဲအောင်ထုတ်ပြောရဲသူတွေကိုထပ်မပြောရဲအောင်ဖိနှိပ်တဲ့ပုံစံမျိုးကိုသွားပါလားဒီချက်တွေကျွန်တော်တို့ဆက်လက်ဆောင်ကြည့်ဖို့လိုပါတယ်နောက်ပြီးတော့အခုဆွဆွဲခံရတဲ့ဒီမှာပါနေတယ်ဒီလိုပြုတ်မှုတွေဆိုရင်ဆွဆွဲခံတဲ့ပါနေတယ်ကဲရကဲရှင် နော်မက်ဂျီဒီယာနဲ့သူ့အမျိုးသားဒါအင်တန်အရေးကြီးတဲ့ point ပါနော်သူတို့ကဘလို့ဘလို့သုံးသက်ပါလဲဘလို့သုံးသက်ပါလဲဒါကိုသူတို့ထုတ်ပြီးတော့သူတို့ဒီမှာရှိနေအချက်လက်တွေဥမာ NBA ကစောင်းပါတီလွဲနေတယ်ဒီကိစ္စမျိုးတွေမရှိဘူးဝန်ထမ်း16ရောက်အလုပ်ထွက်တာလည်းမရှိဘူးကျွန်တော်ဒီမှာခွေးနှကောင်လည်းမရှိဘူးနော်အဲ့လိုလည်းမလုပ်ခိုင်းဘူးစသည်ဖြင့်ပေါ့နော်ဒါမှမဟုတ်ပတ်စံနေလည်းအဲ့လိုအလွဲသုံးသက်လောက်တာမရှိဘူးစသည်ဖြင့်တက်တဲ့အထောက်အထားတစ်ခုခုနဲ့တန်လေးရှင်းနေပြီးတော့ဒါဝင်ကြီးချုပ်ရုံးရေကုံနော်ဒါ NUG ဝင်ကြီးချုပ်ရေကုံ တို့ရဲ့ personal goal ဒီဆွဆွခဲ့ရသူတွေဂုံတိတ်ခါဒေါ်လင်ရဲ့ဂုံတိတ်ခါကိုတို့ပြန်ထိမ့်ပါလားပြန်လေထိမ့်ကြောင်းမှုအစီအစဉ်ရှိလားအဲတော့မို့အဲ့ဒါတွေဒီဘလောက်ခိုင်မာတဲ့အချက်လက်တွေဖြစ်မလဲပြန်လေရှင်းလင်းဖော်ပြထားတဲ့အချက်တွေဒါတွေကိုလေကျွန်တော်စနစ်တကျစောင့်ကြည့်ဖို့လိုပါအဲ့တော့ဒီမှာကျွန်တော်ထပ်ပြီးပြောရရင်ဆိုတော့ငွေကြေးတွေကိစ္စရောက်လာပြီအဲ့တော့အလူရှင်တွေကပေးတဲ့ပတ်စံပေါ့နော်ကျွန်တော်တို့ campaign တွေရှိတယ်နော်ကျွန်တော်မဲတွေရှိတယ်ထီတွေရှိတယ်နော်ပုံစံမျိုးစုံပေါ့ကျွန်တော်တို့ main online အိမ်တွေရောင်းကြတယ် ့ဘယ်မှာလုံးနေအဲဘာလဲကျွန်တော်တို့ဟိုဟာတွေအက်တာနောက်ပြီး share တွေဝယ်တာစသည်ဖြင့်ပေါ့ဗျာဥမာမိုးကုတ်မှာကြောက်တူးကြောက်ွက်တွေရောင်းတာစသည်ဖြင့်ဒီ9နှစ်အတွင်းမှာကျွန်တော်ငွေပေါ့တော်လှန်ရေးအကျိုးအသုံးပြုဖို့ဝင်ငွေရရှိဖို့အတွက်နီးလည်းနေတော့သုံးကြတယ်အဲ့ဒီမှာပါဝင်နေငွေတစ်ချက်တရားချင်းတည်တည်တည်သူလူလူရဲ့ငွေတွေပဲဖြစ်ပါတယ်တည်သူလူလူရဲ့ငွေတွေပဲဖြစ်ပါတယ်အဲ့ဒါတွေအတွက်ဘယ်လိုတာဝန်ယူပါလဲဥမာကြအခုကျွန်တော်တို့သူတို့9နှစ်ရှိသွားပြီပေါ့နော်ကဲထားပါတော့ဝင်ကြီးချုပ်ယုံဖွဲ့တဲ့အချိန်တာဝန်ထား ဟိုငါးနှစ်ဒေါ်လာရင်းကတော့ငါးနှစ်ပြည့်တော့မယ်ပေါ့နော်ဆရာနာတိန်မှုဟိုစန့်ကျင်နေတဲ့အပေါ်မှာအော်ဒီတလောက်သိန်း150ရတယ်ဆိုတော့ဘယ်နှလရခဲ့တာလဲဘယ်တော့ရတာလဲဘလို့ရလဲဘလို့စနစ်နဲ့ရလဲအဲ့တော့ဝင်ကြီးချုပ်ရုံကစီမံကုတ်ခဲ့တဲ့စီမံကိန်းတွေအရောဘယ်နှခုရှိလဲအဲ့စီမံကိန်းတွေငွေကြေးစည်းဝေမှုကဘယ်သူဘလို့ဘလို့လဲ နောက်ပြီးဒီဒေါ်လာအမပါဝင်နေတဲ့အတွက်ဥမာ chicken လိုပဲဖြစ်ဖြစ်လေးစားလိုပဲဖြစ်ဖြစ်တော့ဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းအပေါ်မှာလူတဲ့အလူငွေတွေရှိလိမ့်မယ်တော့ဒီကနေတခြားဒေါ်လာရေးအတွက်ထောက်ပို့ရဲကိစ္စမျိုးတွေဖြစ်နိုင်တယ်ဒါတွေစရင်စရာတရှိမှုကြီးတစ်ခုလုံးရောဒီရုံကဘလို့တောင်းဝင်ယူမှာလဲပေါ့နော်ဒီအထိကျွန်တော်ပြန်စဉ်းစားဖို့လိုပါတယ်အော် grant ပေးထားတဲ့အဖွဲ့အစည်းတွေသူတို့ပြောတဲ့အထက်မှာစောင်းမမပါတဲ့အထက်မှာဆိုရင် NGO တွေပေါ့နော် NGO တွေအဲ့ဒီ NGO ကနေ grant ပေးလို့ပြောတယ်အဲ့တော့ ီ NGO ကလေသူဘာလုပ်ဖို့လို့လဲဆိုဒီ NGO ရဲ့ပတ်စံဆိုတာသူနိုင်ငံတကာကနေပြီးတော့သူ့ကိုထောက်ပံ့နေပြည်သူတွေအခွန်ငွေရပဲဖြစ်ဖြစ်အလှူငွေရပဲဖြစ်ဖြစ်ရလာတဲ့ပတ်စံအဲ့တော့ဗမာတီကဘာကြီးဘုံမှာရှိတဲ့နေရာပတ်စံတဲ့လူသားတွေရဲ့ပတ်စံအင်္ဂါဂျောကရလာတဲ့ပတ်စံတကူမှမရှိဘူးအဲ့တော့အဲ့လူသားတွေရဲ့ပတ်စံကိုဗမာတီမှာဖိနှိပ်ခံရတဲ့ပြည်သူတွေအကျိုးစီးပွားအလုံးကသုံးမှုပြီးထားတာလေအဲ့ grant တွေအတွက်ကိုဘယ်လိုရှင်းပါလဲအဲ့တော့ grant ပေးတဲ့အဖွဲ့အစည်းအားကိုဘယ်လိုတုံ့ပြန်ပါလဲဒီကိစ္စအောင်ဟော တော်လှန်ရေးအရာလုံခြုံရေးအရာနော်စသည်ဖြင့်အရာအနီးမဖို့ထုတ်ဘူးဆိုရင်နော်မဟိုထုတ်မပြောလာဘူးဆိုရင်တော့ internal ဘယ်လိုလုပ်မှာလဲအမေရိကန်တို့ထုတ်ပြောဖို့လိုအပ်ပါတယ်21ရာစုကဘာကြီးမှာကျွန်တော်တို့မှာသတင်းမီဒီယာအချက်လက်ရအတားစီပါမရှိဘူးဘယ်လောက်ပဲလုံခြုံနေလို့လုံနေလုံနေလေကျွန်တော်စစ်တပ်ကလည်းတလန်နေတချို့တွေကနေတဆင့်နော်တလန်နေတချို့ကရက်ကွက်တရစိန်ကောင်းတို့ပြူစိုးထီးတို့ပြောနေရမဟုတ်ဘူးဒီထဲမှာရှိနေနိုင်တဲ့လူတွေကနေတဆင့်ကျွန်တော်သတင်းချက်လက်တွေရနေရပဲဒီလိုလုံနေတဲ့အတွက်ကိုဒီနိုင်ငံတကာထောက်ပံ့မှုတွေကဆက်ရှိနေမှာလားရက်ဆိုင်သွားမှာ ဒါတွေဒီကျွန်တော်ဆက်လက်စောင့်ကြည့်လေ့လာဖို့လိုတယ်။ကဲနောက်တစ်ခုကကြတော့အရေးကြီးတဲ့ကဏ္ဍလာပါပြီ။အခုလေတော်တော်ကြီးရောလှုပ်လှုပ်လှုပ်ထင်နေတဲ့အဖွဲ့တွေပေါ့နော် NUCC ပေါ့။ NUCC က NUD ကိုဖွဲ့ပေးတဲ့တာဝန်ရှိတယ်ပေါ့နော်။အော်ဒီ Federal Democratic Charter အရ NUD ကိုဖွဲ့ပေးထားတဲ့ mandate ပေါ့။နောက်တစ်ခါကြတော့2020ရွေးကောက်ပွဲရရလာတဲ့ကိုစလီနဲ့ဖွဲ့သီးထားတဲ့ NUD နောက်မှာဥပဒေပြုမန်နံကိုခြင်ထားတဲ့ CRPH ကြီး။အဲ့ CRPH ကရော NCC ရောအောင်ဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုတုံ့ပြန်ပါလဲအဲ့တုံ့ပြန်ချက်တွေလေကျွန်တော်စိတ်ဝင်စား ဆက်လက်နားထောင်ဖို့လိုအပ်ပါတယ်။နောက်တစ်ခုက NUG မှာစည်ရင်းစစ်ချုပ်ရှိပါတယ်။အဲ CRPH ကနေ2021ခုနှစ်ဇူလိုင်10ရက်မှာကန့်တာပါစည်ရင်းစစ်ချုပ်နာမည်ကဦးတိုးအောင်လို့သိရတယ်။ဗီဒီယိုတွေပါလေကျွန်တော်တွေ့တယ်။အဲ့တော့အဲစည်ရင်းစစ်ချုပ်ယုံကရှိသေးလားပေါ့။အဲစည်ရင်းစစ်ချုပ်ယုံကဘလို့အလုပ်လုပ်လဲ။ဘလို့ report တွေထုတ်လဲ။အဲ report တွေဒီ CRPH ကိုသွားလား NUCC ကိုသွားလား NUG internet cabinet cabinet ထဲမှာပဲထည့်တာလား။ budget ကလာစရည်နှစ်တိုင်းနှစ်တိုင်း budget ရှင်းတဲ့ထွက်လား။ကျွန်တော်ဒါတွေအထိစဉ်းစားဖို့လိုပါတယ်။ အဲ့အဲ့လိုရှာကြည့်တဲ့အခါကျွန်တော်ရှာကြည့်တယ်ကျွန်တော်ဗဟုထုသနေလို့ဖြစ်လိမ့်မယ်အဲကျွန်တော်လွဲရမှာရှိရင်မပြည့်စုံလို့ရှိရင်ခင်ဗျားတို့ကွန်မန့်မှာထောက်ပေးအဲ့တော့ဥတိုးအောင်ပေါ့စင်းစစ်ကြုံယုံခန့်ထားတဲ့ဥတိုးအောင်ဆိုတဲ့ပုံကောင်ရှိသေးလားသူ့အောင်ယုံတက်လားအဲသူ့အောင်ဘယ်လိုတွေစရင်ကိစ္စတွေလုပ်နေလဲကျွန်တော်ဒီမှာသတင်းချက်လက်တစ်ခုကျွန်တော်ဒါနဲ့ပတ်သက်ပြီးရှာတဲ့အခါကျတော့ကျွန်တော်ဘာတွေ့လဲဆိုတော့2022ခုနှစ်နိုဝင်ဘာ24ရက်နေ့မှာပေါ့နော်အဲထုတ်ထားတဲ့သတင်းအရဆိုရင် ဝင်ကြီးဌာနတွေကိုစည်ရင်းစစ်နေတယ်ဆိုပြီးတော့တမနာယုံကပြောရေးဆိုခွင့်ရှိသူကအဲ့တုန်းကထုတ်ပြောတာရှိပါတယ်။ဟိုကျွန်တော်လည်းကျွန်တော်ဒီမှာစုဆောင်းထားတဲ့မှတ်တမ်းနဲ့ document တွေ internet မှာလိုက်ရှာတော့အဲ့စည်ရင်းစစ်မှုတွေပတ်သက်တဲ့နောက်ဆက်တွဲသတင်းချက်လက်တော့ကျွန်တော်မသိရအောင်ကျွန်တော်မျက်စိရှမ်းသွားလိုအပ်တာထည့်သွားရင်လေကျွန်တော်အပုတ်ချတာမဟုတ်ဘူးခင်ဗျားတို့ကျွန်တော်ထောက်ပံ့ပြန်ပြီးပြောဆိုပေးလို့ရတယ်။အဲ့တော့ဒီစည်ရင်းစစ်အနေထားရအောင်ဘာလို့ရှိနေလဲ။ဒါကြီးလေးကျွန်တော်သိဖို့အဲ့တော့ဒါရေးဆက်ဆက်ဖြစ်လာနေတဲ့ consequences ပေါ့အကျိုးဆက်တွေအရဆိုရင် ဒီတော်လိုင်းအစိုးရလို့ခံယူထားတဲ့သူတွေဒါမျိုးဖြစ်ကြတယ်ဆိုတဲ့အခါကျတော့အာဏာရှင်စံစံတွေလုတ်တယ်ဆိုတော့ကျွန်တော်ပြောသလိုခြားစားမှုတွေအကြမ်းမှုတွေဒါမျိုးတွေဖြစ်လာတယ်အာဏာအသွေးလုံးသားတွေလုတ်လာတယ်ဖိနှိပ်တာတွေဖြစ်လာတယ်ဆိုရင်လူမှုအနေနဲ့တော်လိုင်းအပေါ်မှာထောက်ခံမှုယုံကြည်မှုရော့ချလာနိုင်ပါတယ်ဒါဒီတော်လိုင်းရဲ့အသက်သွေးကြိုးထိပါတယ်လို့ကျွန်တော်သုံးသပ်လို့ရပါတယ်လူတွေဘယ်လိုတွေးမလဲအော်ဒီဆောင်မောက်ဖတ်ပြီးအော်ငါတို့ကပတ်စံတွေလှူလိုက်ရတာငါတို့ကတိုက်ညှိုးစုံပေါ့နော်မဟာချိုင်ထဲမှာလုံနေတဲ့ တော့ကျွန်တော်တို့ရွှေတောင်အလုပ်သမားတွေမဲဆောက်ကစက်ယုံတွေတွေကအလုပ်သမားတွေစင်ကာပူကသူတွေအမေရိကန်မှာဆူရှီလိမ့်နေနေပတ်သက်စုပြီးပို့နေတဲ့သူတွေထီဆိုလေးထိုးလိုက်တာပဲရုပ်ရှင်လက်မှတ်လေးဝယ်လိုက်တာပဲဘုန်းဆိုလေးဝယ်လိုက်တာပဲစသည်ဖြင့်နေရာအနှံ့အလုပ်လုပ်နေကြတဲ့သူတွေရောအေးငါတို့ငါတို့ကလူနေတဲ့ငွေခွေးသာဘုံနဲ့ထက်သွားပြီလားဟုတ်ဟောအဲ့မှာခွေးသာကိစ္စလေးပါတယ်လေငါတို့လူနေပတ်သက်ခွေးသာဘုံနဲ့ထက်သွားပြီလားဟုတ်နော်ဒါလည်းစဉ်းစားပြီးတော့ကျွန်တော်တို့ ော်လန်ရေးနဲ့နည်းနည်းခက်လန်းလန်းနေွားမယ်ဒီလိုအလူငွေတွေပဲပေးတာမလုပ်တော့ဘူးဆိုရင်လေတော်လန်ရေးအတွက်အင်တန်ခက်ခဲပါတယ်။ဘာဖြစ်လို့လဲဆိုတော့တော်လန်အင်အားစုတွေမှာအဲ့လိုငွေပုံပုံမှာဖင်ခုထိုင်လို့ရတဲ့အနေအထားမရှိပါဘူး။စစ်တပ်လိုတနိုင်ငံလုံးကတယံသာဓာတွေရောလေလက်လွတ်ချေလို့ရောင်းစားလို့မရပါဘူး။တည်သူထောက်ပံ့အလူငွေတွေနဲ့ကျွန်တော်တို့ကခရီးဆက်နေရတာဖြစ်ပါတယ်။ဒါမျိုးထိခိုက်မှုတွေနှွေဦးတော်လန်ရေးအတွက်အင်တန်ထိခိုက်နိုင်တဲ့အခြေအနေဖြစ်ပါတယ်။အဲ့တော့အဲ့မှာလာပြီးကြတခြားဝင်ကြီးဌာနတွေမှာတော့ဒါမျိုးကိစ္စရှိလာဘူး။ ဗန္ဒာရေးနဲ့ဘာဝင်ကြီးဌာနကတော့เนาะစီမံကိန်းဝင်ကြီးဌာနကတော့စသဖြင့်ဝင်ကြီးဌာနပေါင်းများစွာရှိတယ်။အခု NUG ကလည်းပြည်တွင်ကြောင်းလေးလုပ်မယ်လို့ပြောတယ်။ပြည်တွင်ကြောင်းလေးဆိုတာကတော့အဲ theory တော့အထယ်ကိုပေါ့နော်ဒီတော်လိုင်းအိမ်မှာတို့ရဲ့တရှိနေမှုအနေထားကိုပြည်တွင်ကြောင်းလေးမှာလာဝင်ကြီးဌာနတွေကိုပါလေညှို့ညှို့မှုပါလေဟိုရုံးနေဖွဲ့မယ်ပေါ့နော်အဲအဲ့လိုဝင်ကြီးဌာနအစီအစဉ်တွေရှော့ချပြီးဖွဲ့မယ်ဆိုတဲ့ဟာမျိုးလေးကျွန်တော်ကြားနေရတာရှိတာ哦ရှိတော့အဲ့အဲ့ပြည်တွင်ကြောင်းလေးမှုတွေနေကိုဒါကဘယ်လိုဘယ်လိုဆက်ဆက်နေမှာလဲ ီဒီလွယ်သုံးသားမှုတွေနဲ့ဒီအခြေအနေတွေဟာဒါတွေဒီအင်တန်စဉ်းစားမယ်မေးခွန်းတွေဖြစ်နေပေါ့နော်။နောက်ပြီးကျွန်တော်စိတ်မကောင်းတာပေါ့ဒါထပ်ပြောရမယ်ဆိုငါတို့က PDF ရှိတယ်။ sorry ချိန်ချောက်မှုငါတို့က PDF ရှိရဆိုရင်ချိန်ချောက်မှုမေးစောက်လို့နေရာမျိုးမှာလွယ်လွယ်လေးဆိုတဲ့သဘောပေါ့နော်။အဲ့ဒါဒီအင်မတန်ကြောက်ဖို့ကောင်းတဲ့ကိစ္စလိုပဲကျွန်တော်ထပ်ပြောချင်တယ်ခဏလေးကျွန်တော်အဲ့ဒါလေးကိုတီးတဲ့ပြန်ဖတ်ပြမယ်ငါတို့ PDF တွေရှိတယ်မဲဆောက်မှဆိုရင်အလွယ်လေးရှင်းလိုက်လို့ရတယ် PDF တွေဆိုကျေးဇူးလူတက်သမားတွေမဟုတ်ပါဘူးကျွန်တော်ဒီဗီဒီယိုကြည့်မိတဲ့လက်နက်ကင်တော်လိုင်းမှာပါဝင်နေကြတဲ့ EAO တွေအောက်မှာဖြစ်ဖြစ် PDF တွေအောက်မှာဖြစ်ဖြစ်ပကဖတွေအောက်မှာဖြစ်ဖြစ်သက်ဆိုင်ရသက်ဆိုင်ရဒေတာဒေတန္တရာတပ်ဖွဲ့တွေပေါ့ Local Defense Force တွေအောက်မှာရှိပြီးသည်ပါဝင်တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေကျွန်တော်မေးချင်ပါတယ်ခဏရောကျေးဇူးလူတက်သမားတွေလားမဟုတ်ပါဘူးမဟုတ်ပါဘူးကျွန်တော်တိတိဝဝယုံကြည်တည်သူအတွက်အသက်ပေးပြီးတော်လှန်နေတဲ့သူတွေပါအေးသူတို့တွေကိုကျေးဇူးလူတက်သမားပုံစံ ်ဒါတို့က PDF တွေရှိရရှင်းလိုက်လို့ရတယ်ဆိုတဲ့ဟာတွေဒီဒီလူပုဂ္ဂိုလ်တယောက်ချင်းစီရဂုံတိခါကိုထိကိုက်နစ်နာစေတဲ့အတင်းတော်လိုင်းအတွက်အင်တန်ရုပ်ဆိုးကြီးညံ့တဲ့ကိစ္စဖြစ်ပါတယ်ဒီစကားတွေကိုတို့တို့ဘယ်လိုတာဝန်ယူမှာလဲအဲသတင်းဌာနကတော့တို့တက်တည်ရှိလို့ထုတ်ပြောတာပေါ့နော်အဲကျွန်တော်တို့ကျွန်တော်တို့မပြောခဲ့ပါဘူးဆိုရင်တော့လေဒီဘက်ကတက်တည်အထောက်ထားရင်းနဲ့ကျွန်တော်တို့နှိုင်းရှင်ကြည့်ရမှာပေါ့နော်အဆုံးဆုံးကိစ္စတွေတခုပြောရင်းနဲ့ညီကုန်းချုပ်မယ်အဲ့တော့ဝန်ထမ်းတွေကိုတဲ့ဒီမှာတွေ့ရတဲ့ဟာရဲကတ်တော့နောက်နောက်ပန်းရောင်ကတ်ဆိုတာဒီမှာ လွေဥတော်လည်းဒီမှာနေနေလူတွေတိကြပါတယ်ဘက်ရိုက်တာတို့ပါအဓိကတော့လုံခြုံရေးဆိုင်ရာကိစ္စပေါ့မဲဆောင်မှာလွေဥတော်လည်းနဲ့ပတ်သက်ပြီးမဲဆောင်မှာရှင်သန်မှုတွေတူများတူရှိပါတယ်လုံခြုံရေးကဘလောက်ခက်ခဲတယ်ဆိုတော့ခင်ဗျားတို့အားလုံးကျွန်တော်တို့အားလုံးသိကြပါတယ်အဲ့တော့ဒီထဲမှာဆိုရင်တော့ဒီဝင်ကြီးဌာနသူ့ဒီမှာလုံနေသူတွေအဲ့လုံခြုံရေးဆိုင်ရာကိစ္စကိုတာဝန်မယူဘူးဆိုတဲ့သဘောမျိုးကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခါအဲ့လို driver ပေါ့နော်သူတို့ဒီမှာကားမောင်းရတဲ့နော်တာဝန်ကိုယူထားတဲ့ရဲဘော်အတွက်ဆိုရင်လည်း ်သူတို့ဘာလိုင်စင်ဘာအထောက်အထားမှမရှိဘူးသူ့ညာ၁၇နှစ်လောက်ခိုးပြီးခွေးစင်းကန်ပြခိုင်းနေဆိုတော့အချက်လက်မျိုးကိုလေစောင်းမှမှာကျွန်တော်တို့တွေ့ရတယ်ကဲကျွန်တော်ဆက်ဆက်စဉ်းစားကြည့်အောင်အဲ့တော့ဝင်းကြီးချုပ်ရုံးမှာလုံနေတဲ့ဝင်းနဲ့တူဒုံမုံဆုံးတော့ကားမောင်းမေးရတဲ့ရဲဘော်တယောက်ပေါ့နော်အဖမ်းခံလိုက်ရမိတယ်ညာကြီးချိန်ပြီးတော့၁၇နှစ်ဒါကျွန်တော်အားလုံးသိပြီးသား understand ကိစ္စမဲဆောင်မှာညာဘက်9နှစ်10နှစ်မိရင်ရေကက်ရှိလေထည့်ရှင်းလို့မရအောင်ဒါအရင်ရေကက်ခေတုန်းအခုဆိုပို့ဆိုးဖို့ပဲရှိတယ် ဲ့တော့ဖန်ဒီချုံတော်ခံရတဲ့အချိန်မှာကိုကျွန်တော်မထေရှင်းနိုင်ဘူးဆိုရင်ဟိုဘက်ကိုတွန်လိုက်မယ်တွန်နေဆိုတော့ဘာလဲဆိုတော့ပမာဒီဘက်ပြန်ပို့မယ်အဲ့တော့ဟိုဘက်မှာရှိရဲ့ main online စစ်အုပ်စုလက်ထဲရောက်သွားမယ်ရောက်သွားရင်ဒီဘက်ကလုံခြုံရေးဆိုင်ရာအချက်လက်တွေမပေါ်ပေါက်နိုင်ဘူးလားဒီပုံကိုရဲ့အသက်အန္တရာယ်ကိုခင်ဗျားတို့ဂရုမစိုက်ကြဘူးလားဒါတော့ကလေးကိုမှမလုပ်ပေးနိုင်ကြရင်အဲ့တော့ကိုပတ်ဝင်းချင်းမှာရှိရဲ့ကိုဝင်တဲ့14-5ဦးအပေါ်မှာတော့ဒီလိုရဲရဲစက်စက်တော့ဘာမှတောင်းဝင်မယူဂရုမစိုက်ပဲလုပ်နေရတယ်ဆိုရင်ကျွန်တော်တည်သူတွေအားလုံးအတွက်ကော ဘယ်လောက်ထိလုံခြုံမှုပေးနိုင်ပါလဲဆိုတော့ကျွန်တော်တို့စဉ်းစားဖို့လိုဒါကတော့ဒီ MBA သတင်းဆောင်မောပတ်ကြည့်ပြီးရတော့ပဲမှာကျွန်တော် analysis လုပ်တာပေါ့နော်ကျွန်တော်သုံးသပ်မိတဲ့အချက်အလက်တွေကိုခင်ဗျားတို့တင်ပြခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုကတော့ဒီလောက်ပဲဒါပေမဲ့ခင်ဗျားတို့တွေအိမ်မှာเนาะကျွန်တော်တို့ဗမာဒီမှာဆိုကျွန်တော်တို့တာမန်စင်းသားလူရဲသားများရဲ့တိတ်အိမ်ဝါအိမ်နေနေနေကြရတယ်အားလုံးချဆိုတဲ့တရဝါတို့တိမှာပါကြိုက်ထားရဲ့အပေါ်ဟမ်မတက်လေးပဲเนาะတက်တာကြီးတလုံးလုံးချကြိုက်ထားရဲ့ကြိုက်လိုက်မှဘွမ်းကနေပွင့်ကြသွားတယ် စာအုပ်စင်ကြီးတစ်ခုလုံးချကြိုက်ထားရဲဆွဲထုတ်လိုက်မှအနှစ်သာရမရှိအကုန်အပေါက်ပေါက်ဖလိုဖလေးနဲ့အမုံပေါင်းများစွာနဲ့ချစားခံရတယ်ဆိုတဲ့အခြေအနေဒီအင်မတန်ဆိုးပါတယ်အဲ့တော့တချို့ကိစ္စတွေကအပြင်မှာကြည့်နေလို့အနောင်ကြိုးလေးတင်းနေပေမဲ့အတွင်းမှာချစားနေတယ်ဆိုတဲ့ကိစ္စတွေကိုကျွန်တော်တို့ view site ဖို့လို့ဒီအကြောင်းလေးပြောရင်းနဲ့ကျွန်တော်ဒီ video ညီကုန်းထုတ်လိုက်ပါတယ်ကျွန်တော်ပြောဆိုချက်အပေါ်မှာခင်ဗျားတို့ပြန်လေးတုံ့ပြန်ဆွေးနွေးကြရရှိရင်လည်း comment မှာမှတ်ပေးကြဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ကြာအားလုံးကျေးဇူးတင်ပါတယ်